ောင်စဉ်းစားရတာပေါ့နော်တက်မလို့ကတော့ဟုတ်ပါပြီသူ့တန်းကနှစ်နှစ်ပြည့်တဲ့အခါပြန်လာလို့ပြောခွင့်ပြောလိုက်ပြီဒါပေမဲ့တစ်ဖက်မှာလည်းသူ့လိုပဲငယ်ရွယ်တဲ့ PDL လေးတွေ PDL လေးစုမှုထမ်းမယ်ဆိုပြီးတော့ PDL ထဲဝန်ချသွားတယ်လင်းနေကြော်ပြီအိမ်ပြန်ရသေးရဲ့အိမ်ပြန်ရရဲ့ကျွန်တော်ထင်တယ် PDL တွေရတဲ့ PDL တွေရတာဝန်ပြီးဆုံးချိန်ဆိုတာကတင်မပဲထင်ပါတယ်ကြည့်ရတာအကုန်လုံးဘဝတွေပြည့်ဒုက္ခတွေရောက်မိသားစုတွေပြည့်မလာနိုင်နော်အဲ့တော့ သေမှထွက်ရမယ်အသေးထွက်နဲ့အလုံးလောက်ရတဲ့ PDF ပေါ်အောင်ပြောက်သွားတယ်အသေးထွက်လောက်တဲ့အသေးထွက်ပေါ်အောင်ပြောက်သွားတယ် PDF တွေကဆိုတော့တက်မတော်တာဒီညနေနေ့ပြည့်တခါထွက်လာအေးစေးကုနေရတက်တည်နေထောက်ထားနေတော့ဒါထောက်ထားနေတမတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တာဝန်ထမ်းဆောင်ပြီးသူများအားပြည်သူစစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးတမတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တာဝန်ထမ်းဆောင်ပြီးသူများအားပြည်သူစစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးကြောင်းသိရသည် နိုင်ငံတော်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံသားများ၏အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီးနိုင်ငံသားများအနေဖြင့်လည်းနိုင်ငံတော်ဝင်များကိုထမ်းဆောင်ကြရမည်ဖြစ်ကြောင်းရင်းတော်ဝင်များကိုခြေပုံစွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့်နိုင်ငံသားကောင်းများသည်ပြည်သူစစ်မှုထမ်းတင်နှံများတက်ရောက်ကာတရင်တက်ဖွဲ့အသီးသီးတို့တွားရောက်၍နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုထမ်းဆောင်လျက်ရှိကြောင်းသိရသည် ထို့သောတာဝန်ထမ်းဆောင်လျက်ရှိသည့်ပြည်သူစစ်မှုထမ်းစစ်သည်များအနက်မှသုံးပုံတပုံရုပ်ပေါ်ခွင့်ရရှိသည့်တမတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တာဝန်ထမ်းပြီးသူများအားပြည်သူစစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးပွဲကိုနိုဝင်ဘာ13ရက်ကအရှိပိုင်းတိုင်းစစ်ဌာနချုပ်တန်လွင်ခမ်းမ၌ပြုလုပ်ရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တိုင်မူဘုံမှုချုပ်ကျော်နိုင်ဦးနှင့်အဖွဲ့ဝင်များအရာရှိစစ်သည်မိသားစုဝင်များအယောက်ကြောင်သိရသည်